25ခုနှစ်မေလ9ရက်ဒီနေ့ဒင်းနာနေ့အတွက်ခွန်ရသားမီးအားလုံးတို့တဲ့တဲတော်ကံကြမ္မာနှုတ်ဖတ်ကြရင်ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့သင်္ကေတနိမိတ်ဖြစ်ပါတယ်။ဆုံးရှုံးထားတာတွေပြန်ရလိမ့်မယ်။မိန်အောင်ဆွေအောင်ဆရာအောင်သမောင်းတွေပြန်တွေ့မယ်။နိုင်ငံခြားနဲ့ပတ်သက်တဲ့အစီအစဉ်တွေအောင်မြင်မယ်။အယောင်ဝယ်ကိစ္စမျိုးတွေငွေပေးငွေယူကိစ္စမျိုးတွေပြင်လည်သွားမယ်နေ့ဖြစ်ပါတယ်။ဒီလိုနေ့မျိုးမှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေနီနီယဒီနေ့နာနေ့ဘွား ပုတ္တိဘွားစာတာရှင်နေဖြစ်ကြပါတယ်ပုတ္တိသဘောမကြော်သောကြော်သောပါကနိုင်မြဆိုတဲ့အတိုင်းဒီနေ့မှဖွားမြင်တဲ့ရင်သွေးရနာတွေဟာငယ်စဉ်မှာချူကြတော့လဲကြော်သောထင်ရှားမှုမှာသူတစ်ပါးနဲ့မတူအောင်နိုင်ရှင်အားလို့မရလောက်အောင်မြင်ပေါင်းပြောင်းကြလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်နေအားလုံးဒီနေ့မွေးနေ့ကနေပြီးတော့တနစ်တာလုံးအတွက်ကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့ကုသိုလ်ရည်ရာဖြစ်နေရတော့မြတ်စွာဘုရားရှင်ကို ပေါင်မုံကိုချက်နွားနို့ဆန့်ပြီးတော့လှူဒါန်းခြင်းအဖြစ်၎င်း ရဟန်းတန်ဃာတို့ကိုပေါင်မုံနွားတို့လှူဒန်းခြင်းဖြင့်၎င်းဆွေမျိုးအပရိသတ်အပေါင်းတို့ကိုလည်းပေါင်မုံအုံးတို့စံဒါမှမဟုတ်လည်းပေါင်မုံနိုးစံလှူဒန်းကုသိုလ်ပြုခြင်းအပြင်၎င်းကံတရားရဲ့အထောက်ပံ့ကောင်းတွေကိုအထူးရပါလိမ့်မယ်ခင်ဗျာ ီနေ့အတွက်အကျိုးပေးဆိုးမှုကဏ္ဍတော့၅ကဏ္ဍ၊၃ညကဏ္ဍ၊၇ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ရငွေကန်ကောင်းမှုလို့တော့ကတော့ငွေဆက်ကူတရက်ကိုရင်မွေးလေးဆွတ်ပြီးဒီနေ့ဆောင်းထားလိုက်ခြင်းအပြင်ငွေကန်အထူးကောင်းပါလိမ့်မယ်ခင်ဗျာစရိုးတိုင်းကုန်းတော်တိုင်းလက်ဖက်ရည်တိုင်းစားတော့ဆိုင်တွေမှာရောင်းပန်းသာဝယ်ပန်းလာဖို့လို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုနွားလို့အနှဲငယ်ပက်ပြန်လိုက်ခြင်းအပြင်တိရသာသာအယောင်တက်အယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကိုမျိုးစည်းတွေအယောင်တော့ဖို့တော့ကလည်းမျက်နှာတော့ပေါ်အဖြူလေးတစ်ခုနဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင် တိတသာအယောင်းတွက်တော်ပါလိမ့်မယ်အမှုကင်းကြုံနေရသူတွေဆွေမျိုးမိသားစုမှာရှိရင်တော့အမှုကြုံနေရသူရဲ့အမိကုန်ကျက်သုံးအနီမှာရေးပြီးညနေပိုင်းရေစည်းမျောပလိုက်ခြင်းအဖြစ်အခက်အခဲတွေကနေပြေပြောက်တော်ပါလိမ့်မယ်မိသားစုမှာကျမ်းမာရေးညနေရသူရှိရဆိုရင်တော့ကျမ်းမာသွားဖို့လို့အတွက်ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာမြင်းခွာရသောအနေငယ်စပြီးဆူတောင်းလိုက်ခြင်းအဖြစ်ဆေးကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ပါလိမ့်မယ်အခြေကိစ္စမြစ်တိုင်းကိစ္စအိမ်တော်ကိစ္စတွေကတော့ ဂျားလူဂျားစကားဆွေမျိုးစကားတို့ကြောင့်ဂျားညံ့ရှုပ်ထွေးတတ်ပါတယ်အချေမြတ္တရေအောင်အစဉ်ပြေဖို့အတွက်ကတော့အုံစိမ့်ရေတစ်ခွက်မနဲ့စောစောမျက်စောပြားရှင်ကိုလှူဒန်းခြင်းအပြင်တိတိတသာအိမ်တော်ရေးမြတ္တရေးချီးရေးကိစ္စမှာအေဂျန့်တာယာပါလိမ့်မယ်ခင်ဗျာ